းမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကုပြပြီးမဲ့ site ကသူကဒီကိုနောက်ပိတ်၄ချက်ပေါ့နော်ကိုနောက်ပိတ်၄ချက်ကြောင့်သူကဟောကလင်နာကိုသူကလက်တွေ့မူဒီဇိုင်းမျိုးနဲ့ကျွန်တော်ခဏတစ်ခွက်ထုတ်ပေးမယ်နော်ကလင်နာကိုထူးထူးဆန်းဆန်းပေါ့နော်ကလင်နာကိုလက်တွေ့မူလေးနဲ့ကလင်နာကိုလက်တွေ့မူမျိုးတွက်ပြီးတော့ခဏလေးတစ်ခွက်ထုတ်ပြပေးမှာဖြစ်တယ်နော်ဟုတ်ကဲ့ကြည့်ရအောင်နော်သူကနှစ်ဦးမှာကိုနောက်ပိတ်၄ချက်ကြောင့်ကမယ်လို့ယူဆတာပေါ့နော်နှစ်ဦးမှာကိုနောက်ပိတ် ကိုနောက်ပိတ်ကိုနောက်ပိတ်ကိုနောက်ပိတ်လေးချက်နော်လေးနှစ်စတိုက်ကစားတယ်ဟုတ်ပြီအဲ့တော့ तू ကကိုနောက်ပိတ်လို့တဲ့အဲ့ဒီကိုနောက်ပိတ်နဲ့နော်ဒီကိုနောက်ပိတ်နဲ့သူ့အောက်ကနောက်ပေါင်းချင်းရှစ်နဲ့ပေါင်းခွန်နဲ့နော်ဒီကိုနောက်ပိတ်နဲ့သူ့အောက်ကနောက်ပေါင်းချင်းရှစ်နဲ့ပေါင်းခွန်အိုက်ခွန်ကအိုက်နှစ်ထဲမှာခွန်ပရိကဏန်းတစ်ခွက်ပေါ့နော်ခွန်ပရိကဏန်းတစ်ခွက်ထွက်တယ်နော်ဒီမှာခွန်ပရိကဏန်းနော်အိုက်ခွန်ပရိကဏန်းဒီ နှုတ်မှာကိုးနောက်ပိတ်ဖြစ်တဲ့အတွက်အဲကိုးနောက်ပိတ်ပိုင်းနဲ့ဒီအောက်ကနောက်ပေါင်းညင်းနဲ့ပေါင်းရင်ခွန်နော်အဲခွန်ကခွန်ပိတ်ဖြစ်ရမှာအဲ့ဒီအချိန်မှာသူကဒီကိုးနောက်ပိတ်ကအခွနဲ့ဒီအောက်ကခါနဲ့ဒီလို V shape ပေါ့တုံညာနော်ဒီလိုကတုံညာဒီခါနဲ့အောက်ကအခွနဲ့ပြောင်းပြန်ပြန်ပြီးတော့ဒီ V shape ကိုပြောင်းပြန်ပြန်ယူနော်ဒီလိုတုံညာ V shape ကတုံညာဒီငါးနဲ့အောက်ကအခွနဲ့ဟာ6အဲ့တော့3 6အခွ3 6တွဲပေါ့သူကနော် ့တော့3ည6တွဲပေါ့3ည6တွဲဒီလို V shape က3ညဒီလိုပြန်ပေါင်းရင်6 3ည6အဲ့ဒါကဘာကိုနောက်ပိတ်နေသူကဒီနောက်ပေါင်းရင်ရှင်းနေမှာခွန်ခွန်ဘရိတ်เนาะ3ည6တွဲကိုခွန်ဘရိတ်နဲ့တ3ည6ဆိုတဲ့ကဏ္ဍပေါ့နော်3ည6တွဲကိုခွန်ဘရိတ်နဲ့ဆိုတော့တ3ည6เนาะပြန်ပြောပြမယ်เนาะကိုနောက်ပိတ်နေအောက်ကနောက်ပေါင်းရင်ရှင်းနေပေါင်းရင်ခွန်အိုက်ခွန်ဘရိတ်เนาะဒီ V shape က3ည ဖီရှိတ်က3ညဒီ9ထိတ်နဲ့ဒီ9ခါနဲ့အောက်ကကွာတင်းနဲ့ပေါင်းရင်6ညဒီလိုက6အဲ့3ည6တွဲကို9နောက်ပိတ်နဲ့ဒီနောက်ပေါင်းရင်8ကပေါင်းရင်ခွန်ဘရိတ်3ည6တွဲကိုခွန်ဘရိတ်နဲ့1 3ည6ဆိုတဲ့ကဏ္ဍအဲ့နှစ်ထဲမှာထွက်တယ်နော်1 3ည6ဘယ်ချိန်မှာထွက်မလဲဆိုတော့ပြီးရင်ဖတ်ပြရမယ်နော်ဒီမှာ1 3ည6ထွက်တယ်နော်ဒုတိယအဲ့တိုင်းပဲတဲ့သူကနောက်နှစ်မှာလဲနော်ဒီမှာဒုတိယ9ပိတ်တော့ဒုတိယ9နောက်ပိတ်တော့သူကဒီ9နောက်ပိတ်နဲ့တဲ့သူ့အောက်ကနောက်ပေါင်းရင်1နဲ့ပေါင်းရင်1ပါတယ်နော် ကိုနောက်ပိနေနှပောင်းကြီးနှစ်နှစ်ပောင်းဒီအိုက်တက်ကတစ်ပရိတ်နော်အဲ့ဒါဒီလို V shape က9 9ပါရင်နော် V shape က9ဒီတစ်ခါနဲ့အောက်ကခွာပေါင်းကြီး9နဲ့ကဒီလိုက6နော်ဒီလို၄တစ်ကချောက်9တစ်ကို9တစ်ကို9နော်အဲ့ဒါ6 9တွဲနဲ့နော်6 9တွဲအဲ့6 9တွဲကိုတစ်ပရိတ်နဲ့ဆိုတော့6 90ဆိုတော့ကနန်းအာပေါ့နော် ီလိုချက်ဒီလို၅ဒီလို၆၅၆အတွဲကိုဒီ၉နောက်ပိတ်နဲ့ဒီနောက်ပေါင်းညနှစ်နဲ့တစ်ကပရိတ်เนาะ၅၆တွဲကိုတစ်ပရိတ်နဲ့ဆို၆၅၀ဆိုတော့ကဏ္ဍအဲ့ဒီထဲမှာထွက်လိုက်ထွက်ပြီးတယ်เนาะ၆၅၀ဆိုတော့ကဏ္ဍအာထွက်ပြီးတယ်เนาะဒီမှာเนาะနှစ်နှစ်မြောက်เนาะဒါအခုတတိယနှစ်တတိယကပ်ပေါ့ဒီမှာ၉နောက်ပိတ်တယ်เนาะအဲ့ဒီ၉နောက်ပိတ်နေတဲ့သူ့အောက်ကနောက်ပေါင်းညင်း cô này bằng ship ấy sẽ gặp break nó ship break nó thì cô nào bây này tôi gặp nào bao nhiêu cô này bằng ship ấy sẽ gặp break nó ấy chỉ mà đi vui chơi bao là lấy vào đấy nó đi vui chơi bao là lấy thì mà tôi vui chơi cũng mau biến là là đồng nhà nó thì luôn đồng nhà đi vui chơi cả lấy con khác này đi qua đồng này đồng nhà nó đồng nhà ai được lấy đồng nhà rồi nó đồng nhà lấy rồi ủ đấy nó đồng nhà lấy rồi giờ cô nào bây này để tôi gặp nào bao nhiêu cô này bằng ship ရှစ်ပရိတ်နဲ့ရရမှာ3ညာ4တွဲကိုရှစ်ပရိတ်နဲ့ဆိုတော့3ညာ4 4ဆိုတဲ့ကဏ္ဍเนาะအဲ့3ညာ4 4ဆိုတဲ့ကဏ္ဍနဲ့အဲ့ညထဲမှာလိုက်တယ်ဒီညထဲမှာ3ညာ4 4ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးတယ်เนาะဟုတ်ပြီဒါဆိုခုနှစ်ကိုကြည့်မယ်เนาะခုနှစ်မှာဒီမှာနောက်ပိတ်ပဲเนาะခုနောက်ပိတ်၄ချက်ကြောင်း၄နှစ်စက်တိုက်ကစားမှာเนาะ ဒီမှာကိုးနောက်ပိတ်နေတဲ့ဒီအောက်ကနောက်ပိတ်ချင်း30နဲ့ပေါင်းရင်ကိုးအိုက်ကိုးကဗရိတ်ဖြစ်ရမှာပေါ့နော်ဒီကိုးနောက်ပိတ်နေသူ့အောက်ကနောက်ပေါင်းချင်း300နဲ့ပေါင်းရင်ကိုးအိုက်ကိုးကဗရိတ်နော်အိုက်ကိုးဗရိတ်ကြမယ်အချိန်မှာသူကဒီလို V shape ကခြောက်တယ်နော်ခွန်ကို300ခွန်ကိုအခွားနဲ့300ခါနဲ့ဆိုခြောက်ခြောက်နော်ဒီခွန်ခါနဲ့အောက်ကအခွားခွန်နဲ့ဒီလို၄နော်ဒီလိုက၄ V shape ကခြောက်ဒီခွန်ဒီခွန်ခါးနဲ့အောက်က300ခွန်ခွန်300ခွန်နဲ့ရ၄နော်အဲ့တော့ဒီ6ရဲ့ဒီ၄ရဲ့6 4တွေเนาะ 6လေးတွဲဟုတ်တယ်သူကခုနောက်ပိတ်နေနောက်ပေါင်းချင်းတုံညာနေရပေါင်းကိုဖြစ်တယ်အဲ့တော့6လေးတွဲကိုကိုပရိတ်နော်အဲ့ကိုကပရိတ်ဆိုတော့6လေးကိုဆိုတဲ့ကဏ္ဍနော်6လေးကိုဆိုတဲ့ကဏ္ဍနော်အဲ့6လေးကိုဆိုတဲ့ကဏ္ဍကခုနှစ်ထပ်မှလိုက်ဖွင့်မယ်ဒီအချိန်မှာကျွန်တော်ဖမ်းထားတယ်နော်ဒီဖမ်းပြထားတယ်နော်ဟုတ်ပြီအဲ့ဒါဆိုအချိန်ကြီးဘယ်လိုဖမ်းမလဲကြည့်အောင်နော်အချိန်ကြီးဘယ်လိုဖမ်းမလဲကြည့်အောင် နှင်းဦးမှာတဲ့ကိုးနောက်ပိတ်တယ်နော်ကိုးနောက်ပိတ်၄ချက်နဲ့သွားမှာနော်၄ချက်ကြောင့်၄နှစ်ဆက်တိုက်ကစားမှာဒီကိုးနောက်ဒီဗူရှိတ်ကတုံညာပါတဲ့နော်ဒီဗူရှိတ်ကတုံညာဒီ၃၅၈ပေါင်းချင်း၆၃ညာ၆အဲ့၃ညာ၆အတွဲဦးတဲ့ဒီကိုးနောက်ပိတ်နဲ့အောက်ကနောက်ပေါင်း၈နဲ့ပေါင်းခွန်ခွန်ပရိတ်နဲ့ရရမှာ၃ညာ၆တွဲကိုခွန်ပရိတ်နဲ့၁၃ညာ၆ဆိုတဲ့ကဏ္ဍနော်၃ညာ၆တွဲကိုခွန်ပရိတ်နဲ့၁၃ညာ၆ဆိုတဲ့ကဏ္ဍအဲ့ဒီထဲမှာထွက်တယ်အဲ့၁၃ညာ၆ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့နော်သူက ไอ้ตัว36ก็ตัวปูเบรกเกซ้อมมาถั่วดิเนาะปูเบรกเกซ้อมมาถั่วดิเนาะปูเบรกปูเบรกเกซ้อมมาถั่วดิถั่วแต่กระนั้นดีเด้คอมเบรกกระนั้นဖြစ်တယ်ตัวปูเบรกถ่ากုံเนี่ยไม่อยากอูเนาะปูเบรกปูเบรกเกซ้อมมาถั่วดิไอ้ถั่วแม่กระนั้นดีเด้คอมเบรกဖြစ်တဲ့ด้วยค้าตรงลงมาเลยคอนทองเอาหมดตัว2เฉ็ดทับล่ะเนาะဒီมาปูเบรกปูเบรกเกซ้อมมาถั่วยามเถั่วแม่กระนั้นดีคอมเบรกဖြစ်တဲ့ด้วยค้าตรงลงคอนทองပြီးกันมาไอ้กระนั้นถั่วถั่วดาเนาะอ่ะปรมากะ ဒုတိယကံမှာသူအဲ့တိုင်းပဲကိုးနောက်ပိတ်တယ်ဒုတိယကံမှာကိုးနောက်ပိတ်တော့သူဒီလို V shape ကတဲ့ငါးနော်ဒီလိုက6 5 6တွဲနေတဲ့ဒီကိုးနောက်ပိတ်နေအောက်ကနောက်ပေါင်းရင်း2နဲ့ပေါင်းရင်း1 5 6တွဲဟုတဲ့ break 1နဲ့ကစားရမှာ650ဆိုကဏ္ဍအားပေါ့နော်ဒုတိယနှစ်မှာလိုက်တော့သူထွက်တော့မယ်ဆိုလို့ရှိရင်ပထမကံမှာဘူ break ဒုတိယကံမှာကို break ဒုတိယကံမှာကို break ကို break ကအပေါ်ဆောင်မှာထွက်တယ်နော်အဲ့မှာထွက်မဲ့ကဏ္ဍဒီ1ဖြစ်တဲ့အတွက်အဲ့ကို break ကြတဲ့အချိန်မှာသူကအထောင်တစ်ဖြစ်တာခါရောင်သုံးလုံးတစ်ဖြစ်ရမှာနော်ထွက်မဲ့ကနန်းတစ်ဖြစ်တဲ့အတွက်ခါရောင်သုံးလုံးတစ်ထောင်မယ်ကိုးပရိထောက်ထားပြီးမှထွက်တာနော်ဒုတိယကတတိယကကဒီမှာရှိမယ်နော်တတိယကမှာသူကဒီတိုင်းမှာကိုးနောက်ပိတ်ပဲနော်အဲ့တော့သူက DV shape ကရတဲ့၄တဲ့နော် V shape က၄ဒီလို V shape ၄ဒီလိုပေါင်းရင်းက၃ည၃ည3 3ည V shape က၄၃ည3 3ည၄3ည2ပဲ၄3ည2ကိုးနောက်ပိတ်နေတဲ့အောက်ကနောက်ပေါင်း9နဲ့ပေါင်းရင်8အဲ့8က break လေးတုံညာတဲ့ကိုရှစ်ပရိတ်ဆိုတော့လေးတုံညာလေးလေးဆိုတော့ကဏ္ဍအဲ့တုံညာလေးလေးဆိုတော့ကဏ္ဍအဲ့ဒီထဲမှာထွက်တယ်တဲ့နော်တုံညာလေးဆိုကဏ္ဍဒီထဲမှာထွက်တယ်ထွက်တော့မယ်ဆိုရင်ပထမကတ်မှာသူကတုံညာပရိတ်ကဇောင်းမှာထွက်တယ်ဒုတိယကတ်ကကိုးပရိတ်ကဇောင်းမှာထွက်တယ်အခုတတိယကတ်ကရှစ်ပရိတ်ကဇောင်းမှာထွက်တယ်နော်သူကရှစ်ပရိတ်ကဇောင်းမှာထွက်တယ်အဲ့မှာထွက်တဲ့ချိန်မှာလည်းပဲရှစ်ပရိတ်ကြတဲ့ချိန်မှာလည်းပဲဒီပရိတ်ရှစ်ကဏ္ဍထွက်မှာမလို့ခါရောင်သုံးလုံးက 8000ထားတာနော်ခါရောင်သွုံလုံး8000နဲ့ဘရိတ်8ထောက်ထားတယ်အဲ့ဆောင်မှထွက်တယ်ထွက်မဲ့ကနန်ဒီဘရိတ်8ဖြစ်တဲ့အတွက်ခါရောင်သွုံလုံး8000ဘီမှာထွက်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်အခုဒီမှာနောက်ဆုံးကပ်ပေါ့နော်ဆက်ကပ်ကိုနောက်ပိတ်တယ်ကိုနောက်ပိတ်တဲ့အတွက်သူကအဲကိုနောက်ပိတ်နေအောက်ကနောက်ပေါင်းချင်းတုံညနဲ့ပေါင်းကိုအဲကိုကဘရိတ်ဖြစ်ရမှာနော်အဲ့ဒီအချိန်မှာသူက V shape ကခြောက်တဲ့ ဒီ003 V shape 039 V shape က6 003 04 64လေးအတွဲနဲ့ဒီ9ရဲ့နောက်နောက်နောက်ပေါင်းချင်း3ရဲ့ပေါင်း9ဗရိတ်64တွဲကို9ဗရိတ်နဲ့ဆို649ဆိုတဲ့ကဏ္ဍပေါ့နော်649ဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍဒီနေ့မှထွက်တော်မယ်ဆိုရင်တဲ့ဒီဒီချိန်မှာဖန်ထားတာနော်ဘာလို့လဲဆိုတော့ပထမကတ်မှာဘူဗရိတ်ဒုတိယကတ်မှာ9ဗရိတ်တတိယကတ်မှာ10ဗရိတ်အခုသူကခွန်ဗရိတ်ကစားအောင်မှာခွန်ဗရိတ်ကစားအောင်မှာဆိုဒီနေရာပေါ့နော်အဲ့မှာထွက်မဲ့ကဏ္ဍတည်တဲ့ ထွက်မဲ့ကဏ္ဍဒီကိုးပရိကဏ္ဍဖြစ်တဲ့အတွက်ခါတောင်သုံးလုံးကို6000အောင်မှာเนาะ6000အောင်မှာเนาะသူကပထမကတ်မှာသူကပထမကိတ်ကဆောင်းမှာထွက်တယ်ထွက်တဲ့ကဏ္ဍဒီခွန်ပရိဖြစ်တဲ့အတွက်တခါသုံးလုံးကိုခွန်ထောင်းတယ်ဘူပရိအဲ့ဆောင်းမှာထွက်တယ်ဒုတိယကတ်ဒီဘူပရိပြီးတော့ကိုးပရိဘရိကစီနီယာနဲ့လာဒုတိယကတ်6000ကထွက်တော့မယ်ဆိုရင်ကိုးပရိအဲ့ကိုးပရိကဆောင်းမှာထွက်တယ်အဲ့တိပရိကဏ္ဍဖြစ်တဲ့အတွက်ခါသုံးလုံးဒီတက်ထောင်းဝင်မှာသူကထွက်တယ်เนาะ ပထမကမှာဘူရီဒုတိယကမှာကိုးပရိတ်အခုတတိယကကြတော့ရှစ်ပရိတ်เนาะဒီကနန်းထွက်တော့မယ်ဆိုရင်ねရှစ်ပရိတ်ထောက်ထားတယ်တဲ့အဲရှစ်ပရိတ်ထောက်ထားတဲ့ဇောင်းမှာထွက်ရမယ်ထွက်မယ်ကနန်းဒီရှစ်ပရိတ်ကနန်းဖြစ်တဲ့တွေ့တဲ့ခါတော့သုံးလုံး8000ဝီကမှာသူ့ဘေးမှာထွက်တာတဲ့เนาะဒါဆိုရင်အခုခွန်ပရိတ်ထောက်ဇောင်းမှာထွက်ရမှာเนาะပထမကမှာ3ပရိတ်ဒုတိယကမှာ6ပရိတ်တတိယကမှာ8ပရိတ်အခုဒီမှာခွန်ပရိတ်ကဇောင်းမှာ6 4 9ဆိုတော့ကနန်းထွက်ရမှာเนาะအဲထွက်တော့မယ်ဆိုရင်လည်းအဲထွက်တဲ့ကနန်းဒီ6 4 9တီးတဲ့ပရိတ်6ဖြစ်တဲ့တွေ့ခါတော့သုံးလုံး6ထောင်ပြီးမှာသူကထွက်တာเนาะအဲ့တော့6 4 9အာပေါ့เนาะ 649အာ649အာ649 69လေးတဲ့နှစ်ခွက်ကိုပို့ထိုး649 69လေးတဲ့နှစ်ခွက်ကိုပို့ထိုးအားဥပပရံပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးပဲ good luck နော်ကံကောင်းကြပါလိမ့်ဗျာနော်ဒီ site ကတခြားနည်းနဲ့လည်းရှိသေးတယ်နော်